အခုတစ်ခါကတော့ချမ်းကနေပြီးတော့မှာ3000ဝန်းကျင်နဲ့ရမယ် EV ကနှစ်စီးကိုမြပပြပြပေးသွားမယ်အခုပထမအောင်ဆုံးအနေနဲ့ဒီမှာချမ်းနေပြီးတော့မှာအက်ဒိုကိုအရင်နှောင်းဆိုလို့ရှိရင်ဒါစီကားထွက်ပြွားပြီပေါ့နော်အခုဆိုလို့ရှိရင်တိုက်စီအနေနဲ့လည်းထွက်ရှိလာတယ် EV ကတစီလည်းဖြစ်တယ်ပေါ့နော်သူ့ရဲ့အရှိရုပ်ထွက်ရဆိုလို့ရှိရင်ကြွားပြီးတော့လှနေအောင်လည်းတွေ့ရတယ်ပြီးတော့မီလုံးလေးတွေကအစာပေါ့နော်ဒီတိုက်စီပင်မဲ့ luxury sand နဲ့တိုက်စီလို့ပြောလို့ရတယ်ပေါ့နော် နောက်သူ့ရဲ့ဒီ charger time အနေနဲ့ပြောမယ်ဆိုလို့ရှိရင်0 to 100ကိုဒါ level 1နဲ့သွင်းမယ်ဆိုလို့ရှိရင်16ကနေ18နာရီထိသွင်းရတယ်။နောက်ပြီး DC နဲ့သွင်းမယ်ဆိုလို့ရှိရင်တော့45မိနစ်ပဲကြာမယ်ပေါ့နော်။သူ့ရဲ့ range ကဆိုလို့ရှိရင်လည်း401 km range ထိအသွားရတယ်ပေါ့နော်။ mile အနေနဲ့ပြောမယ်ဆိုလို့ရှိရင်240လောက်ထိသွားလို့ရတယ်လို့လည်းသိရတယ်။ပြီးတော့အထဲမှာဆိုလို့ရှိရင်လည်းစစ်စစ်ဝန်းနဲ့ဒါ leather တွေကိုဒီ leather တွေကိုမှ leather အကောင်းစားသုံးမိထားတယ်လို့လည်းသိရတယ်ပေါ့နော်။ပြီးတော့ဒီတိုက်စီအနေနဲ့ထွက်ရှိလာတာဆိုတော့အရင် fashion မစုံတဲ့အတွက်ကြောင့်ပေါ့နော်။ ဟိုပြောရမယ်ဆိုသူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ error gain နေပေါ့เนาะခီးတဲ့တွေကိုလည်းတတောင်တတာနဲ့ကြဲကြဲဝန်းနဲ့တင်ခေါ်ဝါလို့ရတဲ့ကတစီလည်းဖြစ်တယ်။နောက်ပြီးတော့ဒီဂျိုင်းနေပါကြမယ်ဆိုလို့ရှိရင်လည်း luxury နည်းနည်းဆန်တော့အီအီလေးနေပေါ့เนาะအရင်ကြီးလှုပ်လှုပ် ရှာရှာတွေမဖြစ်ပဲနဲ့အဆင်ပြေတာကိုလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့အထဲမှာဆိုလို့ရှိရင်လည်းသူတေချာလေးကိုဒီအတွင်းကန်းလေးတွေကိုလည်းတေချာလေးကြီးလုပ်ပေးထားလဲတွေ့ရတယ်ဒီကားဆိုလို့ရှိရင်ဒါ9နှစ်ကိုကီလိုမီတာ3000တောင်းဒီဝန်နေပေးထားတာကိုလည်းဒါရှိတယ်ပေါ့နော်ဒီ info လေးလည်းသိရတယ်ဆိုတော့ကဲဒါဆိုလို့ရှိရင်တော့ဒါဒီကားလေးရဲ့အတကြက်လေးတွေကိုပြပြခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်ကဲနောက်တစ်စီးကဘာဖြစ်မလဲဆိုတော့မြေပတ်နဲ့တူလိုက်ကြည့်ပြပါဦးနော် ကဒီကလေးရကြတော့ဒါချမ်းနေပဲထွက်ထားရပါတော့เนาะဒါဘန်နီ Easter ကမျိုးစားလေးလည်းဖြစ်တယ်သူ hashback တိုက်လေးပေါ့เนาะအဲ့တော့သူ့ရဲ့ဒီရှေ့ရုပ်ထွက်ကိုကြည့်မယ်ဆိုလို့ရှိရင်မင်းကလေးတော်တော်များများကြိုက်လောက်တဲ့ရုပ်ထွက်လေးပေါ့เนาะပြီးမိသူ့ရဲ့ဒီ silent အချက်ပြမီးလေးတွေကလည်းဒီနားလေးမှာဒါပြေးနေရဆိုတော့အမြင်တစ်မျိုးလေးစမ်းတယ်ပေါ့เนาะအရှိရုပ်ထွက်ရဆိုလို့ရှိရင်လည်းခုနကမျိုးကပြောရတဲ့အတိုင်းပဲဒါအမြင်လေးစမ်းတယ်မင်းကလေးဆိုလို့ရှိရင်ပို့ပြီးတော့ကြိုက်လောက်တယ်အတွင်းငန်းဆိုလို့ရှိရင်လည်းဒါအပြာရောင်လေးပေါ့เนาะအပြာရောင်လေးဆိုတော့ အော်ဒီအထက်မှာမိသားစုတွေပေါ့နော်ကြကြယ်ဝန်းနဲ့ဒါ AC လေးထိုင်ပြီးစီးလို့ရတာကိုလည်းတွေ့ရတယ်။နောက်သူ့ရဲ့ charger တိုင်းကကြတော့ခုနကဒါ EV Galaxy ပေါ့နော်အဲ့ဒါအတိုင်းမဲ့0ကနေ100ဆိုလို့ရှိရင် level 1နဲ့သွင်းမယ်ဆိုလို့ရှိရင်16နာရီကနေ18နာရီပေါ့နော်။နောက်ပြီးတော့ဒါ DC နဲ့သွင်းမယ်ဆိုလို့ရှိရင်ကြတော့ဒါ45မိနစ်လောက်ပဲကြာမယ်။သူ့ရဲ့ range သွားနိုင်တဲ့ range ကကြတော့300 km range တွေကိုသွားနိုင်တယ်။ပြီးတော့ battery capacity ကကြတော့32ဒါ battery capacity ဘဝထိပါတယ်ပေါ့နော်။ ။နောက်သူ့ရဲ့ဒါပြောမယ်ဆိုလို့ရှိရင်အော်ဟိုကားမှာကကြတော့ဒီ EV taxi မှာကကြတော့ပေါ့နော် spare wheel အပေါ်ပါတယ်။အဲအဲ့ဒါလေးပေါ့နော်ဟိုဘက်မှာပြောဟိုကြံခဲ့လို့ကဲဒါဆိုလို့ရှိရင်ဒီအထဲမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲသူကဒီအတွင်းနဲ့အသားလေးကိုကြာတော့ရှမ်းဝိုင်းသားလေးနဲ့သုံးမိထားရဲဆိုတော့အီအီလေးနဲ့ထိုင်လို့ကောင်းတယ်ပေါ့နော်မောင်းတဲ့လူလည်းတက်တောင့်တာရှိတယ်ပြီးတော့ steering ကအစသူသေးချအယောင်လေးကိုကလန်လေးတွေကိုပေါ့နော် ဒီတိတိကျကျလေးသုံးမိထားရပေါ့เนาะ color match ဖြစ်နေရလေးလည်းတွေ့ရတယ်ပြီးတော့ဒီ hashback type ပုံစံလေးကကြာတော့လေမြို့ကဒီ personal အရာပြောရမယ်ဆိုလို့ရှိရင်ဒါ main click ရင်းနဲ့ပို့ပြီးတော့ like တယ်လို့ဒါထင်တယ်ပေါ့เนาะကြည့်ဒါဆိုလို့ရှိရင်เนาะဒါချမ်းအန်းနေပြီးတော့มาထွက်လာတယ် EV ဒီဟိုဘက်ကချမ်းအန်း ဒါအဲ့တို့ပေါ့နော် EV taxi အနေနဲ့လည်းထွက်လာတယ်ဒီချမ်းရဲ့ဒါ Benny Easter ဆိုတဲ့ဒီအင်စည်းကားလေးကိုရောပေါ့နော်ကိုပတ်မှာမြေပါကုနာပြပြပေးသွားတယ်ဒါချမ်းရဲ့အဲ့တို့ EV taxi ရဲ့ဈေးနှုန်းလေးတွေညာဆိုလို့ရှိရင်တော့3000ဝန်းကျင်နဲ့ねဒါပိုင်ဆိုင်နိုင်လို့လည်းရတယ်လို့လည်းသိရပါတယ်ကဲဒီတော့ဒီလိုကားတွေကိုစိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့မြေပါရဲ့ Cast TV showroom မှာလာရောက်ကြည့်ရှုပြီးတော့ဝယ်ယူလို့ရနိုင်တယ်ဆိုတဲ့အကြောင်းလေးသတင်းကောက်ထပ်ပြီးတော့ပါလိုက်ပါရှင် TV မြန်မာနိုင်ငံဒါတိုင်းကားပိုင်ဆိုင်နိုင်စေရမယ်